ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနန်ဒိမဲ channel ကနေအားလုံးကိုပြန်လဲချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငလင်းဘေးသိမ့်ပြည်သူတွေအတွက်အဖက်ဖက်ကနေကူညီပေးခဲ့ကြတဲ့မာရှယ်အဖွဲ့ဝင် fighter များရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမှာအဖြစ်ဆိုးကြီးတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်အဲဒါကတော့ပြင်ရ7.7ရှိတဲ့ငလင်းကြီးကလှုပ်ခတ်သွားခဲ့တာပါမာမနေဂျာလှုပ်ခတ်ခဲ့ပြီးတော်တော်များများဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ရပါတယ် ဘာသာရေးဆိုင်ရာအဆောက်အဦတွေလူနေအိမ်တွေနဲ့အစားရှိတဲ့တံမိုးကြီးအရာများစွာပြင်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။ယခုချိန်ထိလည်းပိတ်မိနေတဲ့လူတွေ၊သေဆုံးနေတဲ့လူတွေကိုမထုံးမိနိုင်သေးတာတွေအများကြီးရှိနေဆဲပါ။တကယ်ဝမ်းနဲ့ကြေကွဲစရာကောင်းပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့ကြီးမြန်မာနိုင်ငံက volunteer အသင်းတွေကလည်းယခုချိန်မှာကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေကြပါလိမ့်။ဒီလိုကူညီမှုတွေကိုကိုရန်ကိုကြမကူညီနိုင်ပေမဲ့ထပ်တူဝမ်းနည်းမိကြောင်းကဘာကျော် MMA promotion ကြီးတွေ MMA fighter တွေကများစွာ post တင်ရေးသားခဲ့ကြပါတယ် ျွန်တော် channel ကမာရှယ်ကိုသတင်းဦးစားပေးတင်ဆက်တဲ့ channel ဖြစ်တာကြောင့်မလို့ MMA လောကကပုံကူများရဲ့မြန်မာငလင်ဘေးပေါ်ဝမ်းနဲ့ချီကွဲမှုအကြောင်းအရာများကိုတင်ဆက်ပေးကြပါတယ်ခင်ဗျာမြန်မာပြည်သက်တီးနဲ့မစိမ့်တဲ့ဝမ်းချန်ပီယံရှစ်ကငလင်ဆဆလှုပ်တဲ့နေ့မှာပဲသူတို့အနေနဲ့ဝမ်းနဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်အဆိုပါနေ့ကတောက်ကြနေ့ဖြစ်ပြီးပုံမှန်ဆိုသူတို့အနေနဲ့1 Friday 5ပြိုင်ပွဲကိုကျင်းပမှာဖြစ်ပါတယ် ။ဒါပေမဲ့မြန်မာကိုအဓိကထားပြီးလုတ်ခတ်ခဲ့တဲ့ငလင်ဟာထိုင်းနိုင်ငံကိုပါဖျားခတ်ခဲ့တာကြောင့်သူတို့အနေနဲ့ပွဲကိုမကျင်းပနိုင်မဲ့ပွဲစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ဒါပြေသူတို့အနေနဲ့မြန်မာပြည်သက်တွေထပ်တူထမ်းမြဝမ်းနဲ့ချေခွဲတဲ့ကြောင်း posting ကရေးသားသွားခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ် CEO ချက်တွေကလည်း Veronica ရဲ့ပို့ဆောင်မှာမိမိသားစုတွေအဆင်ပြေရလားမြန်မာပြည်ကလူတွေအားလုံးအဆင်ပြေပါစေဆိုပြီးပထမဦးစွာဆုတောင်းပေးခဲ့တာပါချက်တွေကလည်းငင်းငလင်ကိစ္စနဲ့ပတ်သက်ပြီးမြန်မာပြည်ကိုတော်တော်လေးကိုစိတ်ပူနေခဲ့တာအတိုင်းအတာမြင်တွေ့ခဲ့ရပါတယ် ဒါပြင်မြန်မာကုန်ဆောင် UFC Fighter League Joshua Van ကလည်းအသက်အရွယ်နဲ့မလိုက်အောင် Pride စိတ်ပင်ပြခဲ့တဲ့သူတောက်ပါသူကမြန်မာပြည်အတွက်သိမ်းပြဒီဒီကိုလှူဒန်းခဲ့တာပါဒါပြင်အခြား Fighter တွေကိုလှူဒန်းနိုင်မှုအတွက်ပါအလှခံပေးခဲ့တာပါတကယ်ကိုလေးစားစရာကောင်းတဲ့လူငယ် Fighter တယောက်ပါပဲ Joshua Van နေနဲ့လည်းအနာဂတ်မှာသူမှန်းလာသလိုပဲ UFC Champion ခပ်ကြီးကိုသိမ်းပိုင်နိုင်ပါစေလို့ဆန္ဒပြုပါတယ်မြန်မာကုန်ဆောင်နယ်ထက်ကွန်းချန်ပီယံဟောင်းဒီအွန်လိုင်းအဆန်းကလည်းမလင်ပေးတဲ့သူ့ရဲ့သူနဲ့အလင်းကလာနီတို့ထိုးသက်တုံးကလက်အိတ်ကိုလေးလံတင်ရောင်းချခဲ့ပါတယ် နေလန်ဈေးက USD 6500ဖြစ်ပြီးနေလန်တင်လို့ရတဲ့ငွေမှန်သမျှကိုမြန်မာပြည်အတွက်တပြားမချင်အကုန်လှူဒန်းသွားမယ်လို့ကချင်သားကြီးကပြောဆိုထားပါတယ်မြန်မာကုန်ဆောင်ဖိုင်တာကြီးကလည်းအရင်ကတည်းကလေးစားပဲကောင်းသေးတာဖြစ်ပြီးအခုတော့မြန်မာပြည်သက်တွေတဲ့ပုံမူလေးစားစရာကောင်းတဲ့ဖိုင်တာတူဖြစ်လာဆဲပါပဲမြန်မာ UA လက်ဝေးဖိုင်တာကြီးထွန်းနှမင်းထွန်းမင်းနိုင်တို့ကလည်းကုညီမှုတွေကိုတတ်နိုင်တယ်မဲ့လှုပ်ဆောင်သွားမယ်လို့ပြောဆိုထားပါတယ် on friday fight ပြိုင်ပွဲတွေမှာထိုးတက်နေတဲ့မြန်မာ fighter အဲမွေကလည်းသူ့အနေနဲ့ငွေအားကိုလူအားပါတန်းနိုင်တယ်ဗျပါဝင်လှူဒန်းသွားမယ်ဆိုပြီးတော့မနေ့ကထုတ်ပြန်ထားပါတယ်မြန်မာကောင်ဆောင်ကရင်လက်ဝိမဲ့ veronica လည်းတန်းနိုင်တယ်လှူဒန်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာကျွန်တော်တို့အနေနဲ့တွေ့ရပါတယ်ဆလာဘီထူကြပြောရရင်တော့ you are lowey fighter ကြီးဒေဝသူ့အနေနဲ့မြန်မာနိုင်ငံကိုလာရောက်ရင်သူ့အတွက်အနေအများလုံးမိတိုင်အောင်မရရအောင်သူ့အနေနဲ့မြန်မာနိုင်ငံကိုဝင်ပြီးငွေအားလူအားပါကူညီမယ်ဆိုပြီးရေးသားထားပါတယ်ဒေဝအနေနဲ့အနေအများချားကနေ မြန်မာနိုင်ငံကိုလာပြီးကူညီမယ်ဆိုတာတကယ်ကိုလေးစားစရာကောင်းတဲ့လုပ်ရတစ်ခုပါပဲမြန်မာဖိုက်တာတွေမှာကျွန်တော်လလန်းမမီတဲ့ဖိုက်တာတွေလည်းအများကြီးရှိကောင်းရှိနေနိုင်ပါတယ်အဲ့ဒီအရာတွေကြောင့်ကျန်ခဲ့ရင်လည်းကျွန်တော်အနေနဲ့တောင်းမယ်နေဆိုပြီးကြိုတင်စကားပါထားပြရစီခင်ဗျာဆလဘီကဘာကျော်ပရိုမိုးရှင်းကြီးဝမ်ချမ်ပီယံရှစ်က MMA fighter တွေဖြစ်တဲ့ champion ဟောင်းကြီး Bibiano Fernandez, Kevin Belicon, အဆရှိတဲ့ fighter ပေါင်းများစွာကလည်းမြန်မာပြည်အတွက်ငလင်ပေးကိုသူတို့အနေနဲ့ထပ်လူထပ်မြဝိုင်းနေတဲ့ကြောင်း posting ကတကူတကကိုရေးသားထားခဲ့ပါလိမ့်။ဒါတွေကလည်း post တကူဖြစ်ပေမဲ့မြန်မာပြည်သက်တွေအတွက်တော့သူတို့အားပေးတဲ့ fighter တွေကအနည်းငယ်များဒီလိုမျိုးရေးသားရတဲ့အတွက်ခွန်အားဖြစ်စီမှာတည်တာပါလိမ့်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့လည်းအခက်အခဲဆုံးကာလတွေကိုရင်ဆိုင်နေရတာပါ။ဘာပဲဖြစ်ဖြစ်ဆက်လက်အားတင်းထားပါလို့ပဲကျွန်တော်အနေနဲ့သတင်းစကားပါကြပါရစေ။ အားလုံးအကောင်းဆုံးဖြစ်လာပါစေလို့ပဲကျွန်တော်တို့အနေနဲ့ဆန္ဒပြုပါရစေခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်မယ့်နေ့တွေမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြပါအောင်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ